Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာဆိုရင်တော့ဆီလိုကပေါ့နော် day တွဲကိုရောက်ရှိလာရဖြစ်ပါတယ်အဲ့ခါကျတော့အခန်းနဲ့မှာပေါ့နော်ဒါ multi level marketing လုပ်ရင်းနဲ့ပေါ့နော်ဘယ်လိုအကျိုးကျေးဇူးတွေခံစားရရှိနိုင်လဲဆိုတာကိုလာရောက်ပြီးတော့ sharing ထပ်မျှဝေပေးမှလည်းဖြစ်ပါတယ်အဲ့ခါကျတော့နောက်ထပ်ခေါင်းစဉ်တစ်ခုကပါလဲဆိုရင်တော့ဒါစွန့်စားမှုနေခြင်းပေါ့နော် စွန့်စားမှုနေခြင်းဖြစ်ပါတယ်။စီးပွားရေးလုပ်ဖို့ဟန်မြင်တဲ့ကံမှာဒါကျွန်တော်တို့နောက်တွန်းရတဲ့အကြောင်းရင်းတွေအနေနဲ့အများဆုံးဖြစ်ရတဲ့အကြောင်းရင်းတစ်ရပ်ကတော့ငွေကြေးရင်းနှီးမြုပ်နှံမှုလောက်ရတာပဲဖြစ်ပါတယ်။အစာအုပ်ပစ္စည်းကိရိယာတွေကြောညာကနဲ့တူတူလောင်စရိတ်တွေဒီအဲ့ဒီကုန်ကြစိတ်များပြားတာကြောင့်မို့လဲဖြစ်ပါတယ်။ဒါကတော့တာမန်စီးပွားရေးဓမ္မတွေပေါ့နော်။အကယ်၍ အဲ့ဒီကတဲ့တစုံတယောက်ရဲ့ဝန်ထမ်းဖြစ်ပြီဆိုပါစို့တဲ့လစာနေပင်နေတော့လေပုံမှန်ဝင်ရရှိအလုတ်ကထွက်ရမယ်ဆိုတော့ခါတဲ့ဘလို့မှမဝတ်မရဖြစ်စရာတွေဖြစ်တယ်ဒါကြောင့်ပေါ့နော်အမှန်တန်ကိုလောက်ကမ်းနေစဉ်းညာကျွန်တော်တို့ပေါ့နော်ဒီအဲ့ဒီပြဿနာတွေအားလုံးကိုချုပ်ရင်းသွားစေနိုင်တာလည်းဖြစ်ပါတယ်ပြီးကြရင်ဒါကတဲ့တင်ဟာတဲ့ company ကို ကယူရစိုက်ရွေးချယ်မယ်ဆိုရင်နဲ့ဘလို့ချက်တင်နေမလို့ရွေးချယ်တင်တာလေပေါ့နော်ဒါလေးကိုလည်းပြောပြပေးချင်ပါရဲ့အများဆုံးပေးရမယ့်ငွေပေါ့နော်ရွေးချယ်ရမယ်ဆိုတာကတဲ့အများဆုံးပေးရမယ့်ငွေကဝင်ကြီးများတာဖြစ်ပါတယ်တဲ့ဒီအများဆုံးပေးရမယ်ဆိုရင်တော့အေးအေးဒီပင်တဲ့အတင်အလောက်စတင်လို့ဒီနည်းပြန်ရနိုင်တဲ့ငွေလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါအပြင်ပေါ့နော်အလုပ်ကထွက်မယ်ဆိုရင်လည်းမရောရနေတဲ့ပစ္စည်းတွေကိုကုမ္ပဏီကပြန်လည်ဝယ်ယူပြီးဖြစ်ပါတယ်တဲ့မရောရတဲ့ပစ္စည်းတွေကိုပြန်လည်ဝယ်ယူတဲ့အစီအစဉ်လည်းရှိတယ်တဲ့ကုမ္ပဏီတိုင်းတော့မဟုတ်ပေမဲ့ပေါ့နော်ကုမ္ပဏီတိုင်းမှာတော့မဟုတ်ပေမဲ့ရှိတဲ့ကုမ္ပဏီတွေဆိုရင်ဟိုဒီပြန်သိမ်းတဲ့ကုမ္ပဏီလည်းရှိမှာပေါ့နော်အဲ့တင်းဆုံရှုံနိုင်တဲ့အရာမှာတပိုင်းလေးပေါ့နော်တင်းစီးပွားရေးမလုပ်ရတဲ့ဆုံရှုံမှုတာဖြစ်ပါရဲ့ အမလန်စီပွားရေးကိုစတင်လုပ်ကန်နေမှနဲ့ပေါ့နော်အရှင်ရဆောင်ရွက်နေချိန်မှာလည်းပဲသင်ဘဝပြောင်းလဲမှုပြောင်းလဲတွေရှိရန်ပေါ့နော်သင်ဘဝပြောင်းလဲရှိရန်နဲ့အကြောင်းမရှိပါတဲ့ဘယ်လိုမျိုးလဲပေါ့တပတ်လျင်နာရီအနည်းငယ်ရအနည်းအပါပေါ့နော်သင်ဘဝဟာရခင်အတိုင်းမင်းရှိနေပါဦးမယ်ပြီးကြရင်တော့ကျွန်တော်တို့တဲ့လက်ရှိအလုပ်ကိုဆွလို့ရရင်လုံးဝတည်ကြသည်ထိမိမိရဲ့အလုပ်နဲ့ ဒီစီးပွားရေးဟိုပေါ့နော်။အဲကျမတို့ယုံကြည်စိတ်ချစွာပူရွယ်လုပ်ကိုင်နိုင်တဲ့လုပ်ငန်းမျိုးလည်းဖြစ်ပါလိမ့်ရှင်။အဲပြီးတော့ပေါ့နော်ဒါကျမတို့ဒီကျမတို့အဲတဲ့ဒီတက်ဘီပေါ့တူနဲ့တက်ဘီကားတဲ့ဒါစာရေးဆရာပေါ့နော်။အဲဒီအမှန်စီးပွားရေးကိုစတင်ဆောင်ရွက်ချိန်မှဆိုရင်တဲ့ကျွန်တော်ကစာရေးဆရာအလုပ်နဲ့စီးပွားရေးတိုင်ပင်ခံအလုပ်ကိုဟိုဒါတွဲပြီးတော့လုပ်ကိုင်ခဲ့တယ်ပေါ့နော်။ အဲ့ဒီအလုပ်ကိုဒါအခုချိန်ထိလည်းလုပ်ကိုင်နေသေးဖြစ်တယ်တဲ့။ဒါကြောင့်ဘောနော်ဒီကျွန်တော်ရဲ့အလုပ်တွေပေါ်မှာတဲ့အချိန်ကို short ချမပေးနိုင်တဲ့အခါတဲ့ဒီအလုပ်ငန်းအတွက်တွေ့လဲအချိန်အနည်းငယ်စီတိချပေးရတာမျိုးတွေရှိတယ်ပေါ့နော်။အမှန်လုပ်ငန်းတိုးတက်လာတဲ့အခါမှာဆိုရင်တော့ဒါကျွန်တော်တို့ဒီ ဒီစီးပွားရေးပေါ့เนาะသူရဲ့စီးပွားရေးပေါ့ဆိုင်ရေးဆရာရဲ့စီးပွားရေးအတိုင်းလည်းလုပ်ငန်းချိန်ကိုလည်းအနှဲငယ်စီသူ short ပြီးတော့လုပ်လိုက်တယ်ပေါ့เนาะအခုချိန်ကကြတော့သူကတဲ့အဲဘဝမှာပေါ့เนาะတစုံတရာကြီးမားစွာပြောင်းလဲမှုမရှိဘဲနဲ့အဲ့ဒီအလုံးနှစ်ခုစလုံးကိုပေါ့เนาะပြောင်းလဲမှုမရှိဘူးဆိုတော့သူ့အတွက်မခက်ခဲဘူးလို့ပြောအဲဒီအလုံးနှစ်ခုစလုံးကိုတပြိုင်တည်းနဲ့ညီညွတ်စွာကို control လုပ်နိုင်တယ်ပေါ့เนาะ အဲ့လိုမျိုးလေးတွေရှိရလည်းဖြစ်ပါတယ်ဒါတော့ဒါတို့ဒီစီးပွားရေးကိုလောက်ပဲဆိုရင်စွန့်စားမှုနည်းတယ်ဆိုတော့ပြောပြချင်တာပေါ့နော်ကဲလို့ကိုကဒီမှာစီးပွားရေးခုထောင်နိုင်မဆိုရင်စွန့်စားမှုလည်းများတယ် risk လည်းများတယ်ပေါ့နော်ဒါပေမဲ့ဒီမှာကတော့အဲ့လောက်ထိစွန့်လာရမလို့ကိုရဲ့အလုံးနဲ့တွဲလို့ရင်းနဲ့နည်းနည်းချင်းစီနည်းနည်းချင်းစီဖဲ့ပြီးတော့လောက်သွားလို့ရတယ်ပေါ့နော်ဒါကျမတို့ဒီဘက်ဝင်ငွေတာလာတဲ့ခါကျရင်ဟိုဘက်ဝင်ငွေ အန်ချောင်းကိုနည်းနည်းလျှော့ပြီးတော့ဒီဟာကိုအာယူပြီးတော့ကြိုးစားလို့ရတယ်ဒါဆိုတော့ဒါကျွန်တော်တို့နှစ်ဖက်နှလမ်းစလုံးဝင်ဝေးရရှိနိုင်တာလည်းဖြစ်ပါတယ်ရှင့်โอเคပါဒါကြောင့်ပေါ့เนาะဒီကတော့ဒီနေ့ကတော့ခေါင်းစဉ်တစ်မျိုးပဲပြောမယ်ပေါ့เนาะအများကြီးဆိုရင်လည်းမမတ်မိမှလည်းစိုးတာဖြစ်တဲ့အတွက်ပေါ့เนาะနောက်ရက်တေချာမှာပြန်လည်ဆုံးတွေ့ကြပါမယ်အားလုံးပဲပိုင်ပိုင်ပါရှင်